င်္ဂလာပါ LHK Share ရဲ့ blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကြံခဲ့တဲ့ရက်တွေကမြန်မာနိုင်ငံငလျင်နဲ့ပတ်သက်ပြီးတော့ video တွေပဲ edit လုပ်ပြီးတော့ sharing လုပ်နေတယ်ကျွန်တော်ရဲ့ကိုယ်ပိုင် video မတင်ပြဘူးပေါ့နော်ဆိုတော့အခုဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့် video လေးကတော့နိုင်ငံမှာရောက်နေပြီးတော့ YouTube လုပ်ချင်တဲ့လူတွေပေါ့နော် YouTube နဲ့ Facebook တို့မှာ video ရိုက်ချင်တဲ့လူတွေအတွက်ကျွန်တော်အကြံပေးမယ့် video လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံခြားမှာရောက်နေတယ်နိုင်ငံခြားမှာပေါ့အခုကျွန်တော်မလေးရှားမှာရောက်နေတဲ့လူတွေပေါ့နော် မလေးရှားမှာရောက်နေပြီးတော့ကိုပိုင်အလုံးမဟုတ်ဘူးသူများလုပ်တော့လုပ်နေရတယ်ဆိုတော့ကိုကကိုတပတ်တလန်နေဝင်ငွေရအောင်ဝင်ငွေရှာဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့အခုကတော့ online ပေါ်မှာပတ်စံရှာရဲ TikTok ပေါ်ရဲ့ရှာရလို့လည်းရှိတယ် YouTube တို့ Facebook ပေါ်နဲ့ရှာရတဲ့လူတွေလည်းအများကြီးရှိပါတယ်ဆိုတော့နိုင်ငံမှာနေရင်တော့ဒီအခွင့်အရေးတစ်ခုကိုကျွန်တော်တို့မိမိရရဖန်ထားဖို့တော့လိုပါတယ်ဘာဖြစ်လို့ဆိုတော့ YouTube ကမြန်မာနိုင်ငံနေပြီးတော့လုံးလုံးမရဘူး Google account ပေါ့နော်ကြိုးရတဲ့ခွာရတဲ့အဲလမ်းကြောင်းတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံခြားမှာရောက်နေတဲ့လူတွေတော့ဒီအခွင့်အရေးကအရန်ကောင်းပါတယ်။ဆိုတော့နိုင်ငံခြားမှာနေရဆိုလို့ရှိရင်ဒီ YouTube ကိုလုံးမယ်ဆိုလို့ရှိရင်ဘလူးမျိုးလုံးတင်လဲဆိုတော့ကျွန်တော်ကအကြံပေးပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကိုက YouTube account ဖွင့်တော့မယ်ဆိုလို့ရှိရင်ကို့မှာ Google account ရှိဖို့တော့လိုပါတယ်။ဒါတွေအသေးစိတ်တီးဖို့အတွက်ကတော့ video တွေထပ်ပြီးတော့တင်ပြီးမှရမှာဖြစ်ပါတယ်။ကို့မှာ Google account ရှိရဆို Google account ကတော့လူတိုင်းရှိတယ်။ ဘာလို့လဲဆိုတော့ဖုန်းဝယ်ပြီဆိုတော့ ਨੇ ဖုန်းမှာ Google account ထည့်ရပြီဆိုတော့ဖုန်းထဲမှာ Google account ပါပြီဆိုတော့အတွက် Google account ကကိုယ့်ရဲ့ကိုကိုပိုင် Google account ဖြစ်အောင်လုပ်ရမယ် Google account ကမြန်မာနိုင်ငံမှာဖွင့်တဲ့ Google account မဟုတ်ဘဲနဲ့ဒီမလေးရှားမှာရောင်းမှာဖွင့်တဲ့ Google account ဖြစ်ရပါမယ်အဲ့ Google account ရပြီဆိုလို့ရှိရင် channel စထောင်လို့ရပါပြီ YouTube channel စထောင်လို့ရပြီဆိုတော့ဆိုတော့ဒါတော့အသေးစိတ်ပြောပြတာမဟုတ်ဘူးပေါ့နော် YouTube channel YouTube channel စထောင်လို့ရပြီဆိုတော့ဘယ်လိုဗီဒီယိုမျိုးတွေတင်ရမလဲဆိုတော့ကျွန်တော်ဂျမ်းဖြစ်တဲ့ idea မှာပေါ့ တော်များများကဗီဒီယို channel ထောင်တက်တယ်ပြီးတော့ဘာဆက်တင်ရမလဲမသိဘူးဘယ်လိုတွေတင်ရမလဲမသိတော့ဘူးဆိုတော့မသိတဲ့အတွက်အိုင်နာမှာရက်ပြီးတော့ရှေ့တလက်ဆက်ရှေ့တလန်းဆက်တိုးဖို့အတွက်ရက်သွားတယ်ပေါ့နော် body dilation တွေဘာတွေကထားလိုက်အောင်ဆိုတော့ဒီညမှာရက်သွားဖို့အတွက်ရက်မရက်သွားဖို့အတွက်ပေါ့နော်ဒီညမှာမရက်ဘဲနဲ့ရှေ့ဆက်သွားဖို့အတွက်ကျွန်တော်အကြံပေးရမယ်ဖြစ်ပါတယ်ဒါပေမဲ့ YouTube မှာ subscriber တစ်ထောင်ရမှ body dilation ရှောက်လို့ရတာဆိုတော့ပထမဆုံးအချက်အနေနဲ့အဲ့ဒါကိုခေါင်းထဲကခဏထုတ်ထားလိုက်ကိုက YouTube channel စထောင်ပြီဆိုလို့ရှိရင်ကိုနေ့စဉ် ုံမှန်ဗီဒီယိုတင်နိုင်ဖို့အတွက်အရင်ဆုံးစဉ်းစားရမယ်။နေ့စဉ်ပုံမှန်ဗီဒီယိုတင်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်ဘယ်လိုဗီဒီယိုတွေတင်ရမလဲ။ဘယ်လိုဗီဒီယိုမျိုးတွေကကို့အတွက်အဆင်ပြေလဲပေါ့နော်။ဆိုတော့အဲ့ဒါကိုကျွန်တော်စပြီးစဉ်းစားရတော့မယ်။အဲ့လိုစဉ်းစားဖို့အတွက်မိတ်ဆွေကအခုဘာလုပ်နေလဲပေါ့နော်။ကျွန်တော်ပြောချင်တာကတော့ကိုနဲ့ပတ်သက်တဲ့အလုပ်ကလေးတွေအရင်ဆုံးစတင်ကြည့်ပါ။ဆိုတော့ဥပမာပြင်ကျွန်တော်ပြောပြမယ်ဆိုကျွန်တော်အရင်ဆုံးကဆူရှီမှာလုပ်ခဲ့တဲ့အတွက်ဆူရှီနဲ့ပတ်သက်တဲ့စားတောက်ဆိုင်မျိုးမှာလုပ်နေတဲ့လူတွေအများကြီးရှိပါတယ်။ သူတို့ကနေ့စဉ်သူတို့လုပ်တဲ့အလုပ်ကို၄မိနစ်စာပဲပြည့်၅မိနစ်စာပဲပြည့်ဘူယိုလေးတွေရိုက်လို့ရအောင်ရိုက်လို့ရပါတယ်။ဆူရှိဘလို့လိုက်တယ်။ငါဘလို့လီးတယ်။ဒါလေးတွေကိုဘူယိုရိုက်ပြီးတော့တနည်းကိုတပုတ်ပဲပြည့်ပြည့်တပတ်ကိုနှစ်ပုတ်ပဲပြည့်ပြည့်ပုံမှန်တင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ channel က grow ချိန်နေဖြစ်ပါတယ်။ချိန်နေပို့ပြီးတော့ channel တက်သွားမှဖြစ်ပါတယ်။ဆိုတော့ YouTube ကအရင်စီကံရှိတဲ့ channel တစ်ခုပေါ့နော်။ YouTube ကသူကစီကံရှိတဲ့လူတွေကိုပဲပို့ပြီးတော့ view ချပေးတယ်။နောက်ပြီးတော့ subscriber ရအောင်လုပ်ပြီးတော့ပေါ့နော်သူ့ရဲ့ algorithm အလုံးလုံးပုံကတော့ကျွန်တော်တို့သိချင်သိသိတော့မတည်ဘူးဒါတော့လေ့လာရင်တော့သိနိုင်ပါတယ်ကျွန်တော်ပြောချင်တာတော့ညမှာကိုဘလို့ဂူရိုမျိုးမျိုးစားတွေတင်မလဲအဲအဲ့နေရာမှာတိုင်ပတ်နေရတဲ့လူတွေတော့ပေါ့နော်နံပါတ်1အချက်ကကိုလုပ်နေတဲ့အလုပ်ကိုနေ့ကကျွန်တော်ပြန်စားသောက်ဆိုင်သလိုရှင်လေတချို့ဆိုအကျော်ဆရာကြီးအများကြီးရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာအဲမြန်မာနိုင်ငံသားတွေပေါ့နော်အကျော်ဆရာကြီးတွေကိုကစားသောက်ဆိုင်အချိန်မဲ့အကျော်ကျော်တာကျန်တဲ့အချိန်အကျော်မကျော်ဘူးဆိုတော့ဒါမဲ့ကိုအကျော်ကျော်တဲ့အချိန်မှာကိုကျော်နေတဲ့ဟာကိုဗီဒီယိုရအောင်ရိုက်တာရိုက်ထားပြီးတော့အတန်တွေပါပါစေဘာမှမဖြစ်ဘူး အဲကိုကြော်နေတဲ့ဟာဘာဖြစ်မလဲဆိုတော့ဥမာပြဒီနိုင်ငံကတရုတ်တွေစားတရုတ်စားစားရဖြစ်နေမယ်အဲကြော်နေတာကိုရိုက်ပြီးသွားလို့ရှိရင်တနည်းကိုဒီနေ့ကြော်နှစ်မျိုးတင်တယ်ဗျဥမာပြပြောရမယ်ဆိုလို့ရှိရင်ဘေဘီကိုင်လန်ကြော်တယ်နောက်ပြီးတော့ကစုံရဲ့ကြော်တယ်ထားလိုက်တော့ကန်ကုန်းကြော်တယ်ပေါ့နော်ကြော်ပြီးအဲအကြော်နှစ်ခုကိုပဲရိုက်လိုက်ရိုက်ပြီးသွားဆိုလို့ရှိရင်ဒီဗီဒီယိုကမကြောက်ဆိုလို့ရှိရင်၃-၄မိနစ်စာတော့ကြာတယ်โอเคရပြီအဲဗီဒီယိုလေးကိုတိတ်ထားလိုက်တိတ်ပြီးရင်အိမ်ရောက်သွားပြီဆိုရင်ကိုယ်ရင်မိုးချိုးပြီးသွားတော့မှဒီဗီဒီယိုလေးအိတ်ဒစ်လုပ်လိုက်အိတ်ဒစ်လုပ်ရင်အဲမှာပါတဲ့ရှူရှဲပြူပြဲကြော်နေတဲ့အတန်တွေကိုဖယ်ပလိုက်ဖယ်ပလိုက်တော့နောက်မှာ background အတန်ထည့်လိုက် ထိုက်ပြီးတော့လို့ရှိရင်ကိုကနောက်ခံနေလို့စကားပြောမယ်ဘယ်လိုစကားပြောလို့ဆိုတော့ဒါတော့မလေးရှားနိုင်ငံမှာတရုတ်လိုဘယ်လိုခေါ်တဲ့ဘီဘီကိုင်လန်ကျော်ပေါ့နော်သူရဲ့အကျော်ဘယ်လို recipe တွေထည့်တယ်ဘယ်လိုမျိုးစိုက်တယ်ဒါတော့ကျွန်တော်ပုံမှန်လုပ်နေကြစားတော့ဆိုင်မှာကျွန်တော်ကြော်နေကြအကျော်ပဲဖြစ်ပါတယ်ဆိုပြီးတော့အဲ့လိုဘူယိုမျိုးလေးတွေရိုက်ပြီးတော့တင်မယ်ဆိုလို့ရှိရင်တနေ့ကိုတစ်ပုဒ်ကတော့အနည်းဆုံးတင်လို့ရတယ်ဒါပေမဲ့ကိုကအဲ့လိုတနေ့တစ်ပုဒ်မတင်ချင်းဆိုလို့ရှိရင်တစ်ပတ်ကိုနှစ်ပုဒ်ပုံမှန်တင်မယ်ဆိုလို့ရှိရင်တစ်ပတ်ကိုနှစ်ပုဒ်ရအောင်တင်လို့ရတယ်ဆိုတော့ကျွန်တော်ပြောတာတော့နည်းနည်းနားလည်မယ်ထင်ပါတယ်เนาะတချို့ waiter လုပ်တဲ့လူတွေလည်းရှိတယ်ဝေတာကတော့ဒါဟို အသေးစိတ်ပြောရမယ်ဆိုလို့ရှိရင်တော့ဝိတာလုတ်တဲ့နေရာဘူးလို့ဘယ်လိုမှရိုက်လို့မရဒါပေမဲ့ရိုက်လို့ရမယ့်နေရာနေဖုန်းကင်မရာထောင်တာကိုယ်ပါအောင်ရိုက်ရိုက်ပြီးတော့လို့ရှိရင်ဒါတထေးလေးစူပါဘိုင်ရိုက်မန်နေဂျာတော့လည်းညှိထားမှာပေါ့နော်ဗီဒီယိုရိုက်ပြီဆိုလို့ရှိရင်ကိုယ်ပုံပါပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့တနေ့တာလှုပ်ဆောင်နေရဲဘာတွေလှုပ်ဆောင်နေရဲငါတို့နိုင်ငံခြားမှာနေရတာအဆင်ဘလို့အဆင်မပြေတာတွေရှိတယ်ဘလို့အဆင်ပြေတာရှိတယ်ဆိုလို့ရှိရင်ပြန်ပြီးမျှဝေမယ်ဆိုလို့ရှိရင်လူကြည့်များမှာလူကြည့်များဖို့များပါတယ်ဆိုတော့နံပါတ်1 လုတ်ဖို့အတွက်ကကိုနေတိုင်းလုတ်နေတဲ့အလုပ်ကိုပဲစဉ်းစားပြီးတော့ဗီဒီယိုတင်ဖို့စပြီးစဉ်းစားမယ်ဆိုလို့ရှိရင်အဲ့တော့ content တွေအများကြီးရလာမှာဖြစ်ပါတယ်။ပြီးရဆိုလို့ရှိရင်အလုပ်ကိုအသွာအလုပ်အပြန်အဲ့လိုလမ်းမှာကိုဈေးတော့ဈေးဝင်ဝင်တဲ့ဟာလေးတွေလမ်းမှာဈေးဝယ်လို့ရှိရင်ဘယ်လိုအတွေ့အကြုံမျိုးတွေရတယ်နိုင်ငံမှာဘယ်လိုဈေးဝယ်တာ ဟုတ်ကြမှာအဲဖာဆာမလမ်းမှာဘယ်လိုဈေးဝယ်တာအဲ့လိုဈေးဝယ်အတွေ့အကြုံလေးတွေဘယ်လိုရတယ်ဆိုတဲ့ဟာလေးမျိုးလေးတွေကိုရိုက်ပြီးတော့တင်မယ်ဆိုလို့ရှိရင်ကို့ပတ်ဝန်းကျင်အနေထားမှာပဲရှိတဲ့ဟာလေးတွေသူများတွေ sharing ပြန်လုပ်မယ်ဆိုလို့ရှိရင်ဒါလည်းကို့အတွက် content ဗီဒီယိုရပါတယ်အဲ့ဒါဆိုလို့ရှိရင်ဗီဒီယိုရိုက်ဖို့အတွက်အဆင်ပြေတော့ပါတယ်ဆိုတော့ကို့ promo ဆိုဗီဒီယိုတော့ရိုက်တယ်ဆိုင်ပြတဲ့ဗီဒီယိုကို edit လုပ်ဖို့အတွက်အဆင်မပြေတိုင်းပါလေအများကြီးရှိမယ်ဒါတော့လူတိုင်းဖြစ်တယ်ကျွန်တော်ဆိုတော့ကျွန်တော်ဗီဒီယိုတွေတခါကျပြန်အောင်မကြည့်ရင် ့ရိုက်ထားတာအဆင်မပြေတာလေးရောအဆင်ပြေတာလေးရှုပ်ချက်ကိုခတ်ရမယ်ဒါပေမဲ့တင်းတယ်တချို့ရနားလည်းပြီးပြောကြည့်ကြတယ်အော်သူပါကိုပြောကြတာလေဆိုတော့နံပါတ်1ကအချက်ကဘူဂျိုရိုက်နိုင်အောင်ရိုက်ရမယ်နံပါတ်2အချက်ကလူတွေကို message ပေးရမယ်ကိုယ့်ရဲ့โอ้ဘဟုတုလာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကြံဉာဏ်လေးပဲဖြစ်ဖြစ်အဲ့လိုမျိုး knowledge တစ်ခုပါအောင်ပေးပြီးတော့တင်မယ်ဆိုလို့ရှိရင် Mace Sui ရဲ့ channel ကကျင်းနေတယ် လူကြီးများလာလိမ့်မယ်လူကြီးများတာမများတာကိုကပုံမှန်တင်နေဖို့လိုတယ်လူကြီးမများလဲပုံမှန်တင်ပုံမှန်တင်ရင် YouTube ကသူ့အတူ view ချပေးလိမ့်မယ်အဲဆိုလို့ရှိရင်မိတ်ဆွေမျှော်လင့်နေတဲ့ subscriber 1000နဲ့ viewer watch hour 4000 4000 watch hour 4000ပေါ့နော် viewer 1000အဲ subscriber 1000နဲ့ watch hour 4000ကတစ်နှစ်အတွင်းမှာပြည့်လိမ့်မယ်ဆို YouTube လောက်တာကဘာနဲ့လုပ်လဲဆိုတော့ तू ကအပင် site လို့ပဲအခု site ပြီးတော့အခုမရဘူးဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတွားရတယ် ဒီညမှာအရေးကြီးတဲ့အချက်ကနံပါတ်1အစားဆုံးအကြောင်းပြန်ပြောမယ်ဆိုလို့ရှိရင် Google ကကျင်းတဲ့မလေးရှားနိုင်ငံမှာရောက်နေဆိုမလေးရှားနိုင်ငံက Google ဖြစ်ရမယ်။ထိုင်းမှာရောက်နေဆိုထိုင်းနိုင်ငံက Google အကောင့်ဖြစ်ရမယ်။အဲ့လိုဖြစ်မှလည်းရမယ်။ကျွန်တော်တကယ်ချင်းပြောဆိုလို့ရှိရင်တော့သူအကောင့်ဖွင့်ထားပြီးသားဖုန်းနဲ့သူ YouTube video တွေ edit လုပ်ပြီးတော့တင်နေ viewer ပြည့်တယ်။ subscriber လည်းပြည့်တဲ့အချိန်မှာသူ apply လုပ်တော့နိုင်ငံကမြန်မာနိုင်ငံဖြစ်နေတဲ့အတွက်ဒီ Google account ကို monitor ချင်းချင်းရှောက်ွက်မပေးဘူးဆိုပြီးတော့ကြာသွားတယ်။အဲ့တော့သူမှ သူကြိုးစားတာတွေရတဲ့တဲ့ရေတော့ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးမဖြစ်မှဖြစ်မှဆိုလို့ကိုကဒီ YouTube ကိုအဲ့လိုမျိုးလေး policy လေးတွေရှိရဲ့ကွာအဲ့ဒါကိုတော့တတိထားနောက်ပြီးလို့ပြီးလို့ရှိရင်ကိုမှ Facebook account ရှိရဲ့ဆိုလို့ရှိရင် Facebook account ကို page ပြအောင်လို့ page ပြအောင်လို့ပြီးတော့အဲ့ page မှာလည်း share လို့ရတယ် TikTok မှာ Japan region account ဖောက်ပြီးသားလူတွေဆိုလို့ရှိရင် Japan region account မှာတင်လို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကလူတွေကို knowledge သက်သက်ပေးခြင်းနဲ့ဆိုလို့ရှိရင် Malaysia account နဲ့တင်လို့ရတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော် Facebook နဲ့ YouTube တို့ကမှာဗီဒီယိုဘယ်လိုရိုက်ပြီးတော့ဘယ်လိုတင်ရမလဲနိုင်ငံခြားမှာရောက်နေပြီးတော့ YouTube လေး Facebook လေးတွေအတွက်ကိုယ့်အတွက်အခွင့်အရေးရမယ့်အလုပ်ကလေးတွေပေါ့နော်တပတ်တလန့်နေဝင်ဝင်ရအောင်ဘယ်လိုရှာရမလဲသိချင်တဲ့လူငယ်တွေအတွက် YouTube channel ထောင်ဖို့အတွက်ကျွန်တော်အကြံဉာဏ်လေးပြန်လည်ညွှန်ပြချင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမယ်နော်